ထိုက်တန်အမှုပညာရှင်တွေတင်မကပဲဇက်ပိုးဇက်ရံတွေကိုပါမင်္ဂလာပွဲကိုမခွဲခြားပဲဖိတ်ပေးခဲ့တဲ့ဆိုပြတဲ့စဉ်ဆိုပြတဲ့စဉ်ကမင်္ဂလာပွဲ6ပွဲကျင်းပဖို့လှုပ်ထားတာဖြစ်ပြီးအခုဆိုရင်၄ပွဲတိတိကျင်းပပြီးသွားပါပြီရှေ့လေးပွဲကဆွေမျိုးနီးစပ်နဲ့ရင်းနှီးသူတချို့ကသာတီးတန့်ဖိတ်ကြတဲ့ပွဲဖြစ်ပါ යි ခုလက်ရှိမှာတော့နောက်ထပ်မင်္ဂလာပွဲ၂ပွဲကိုဟိုတယ်ကြီးမှာအခမ်းအနားဆုံးကျင်းပတော့မှာပါဆိုပြတဲ့စဉ်နဲ့ဟဲရီယန်တို့ဆူလျာရစ်ပတ်မင်္ဂလာပွဲနဲ့ညစာစာပွဲမင်္ဂလာပွဲကို လာမယ့်14ရက်နေ့နဲ့15ရက်နေ့မှာကျင်းပဖို့လုပ်ထားကြရလို့သိရပါတယ်။မင်္ဂလာပွဲကျင်းပဖို့၂ရက်အလုံးလောက်မှာဖိတ်စာတွေလိုက်ဖိတ်နေရလဲဖြစ်ပါတယ်။ရှီမာတို့ကတော့ပွဲတိုင်းကို ဖိတ်မဲ့သူတွေကိုဖိတ်စာတွေဖိတ်ထားတာဖြစ်ပြီးခုကတော့အဆိုပါနှစ်ပွဲကိုသာဖိတ်မဲ့သူတွေကိုလိုက်ဖိတ်နေရဖြစ်ပါတယ်။သူပြည့်တည်တဲ့ဟေရီယန်တို့ကသူတို့တည်းရဲ့စိန်ရွှေယတနာဆိုင်ပိုင်ရှင်တွေနဲ့အတူအနုပညာလောကကကြော်ကြားသူအားလုံးကိုဖိတ်ထားကြတယ်လို့သိရပါတယ်။နေရာလုံးကလည်းအနုပညာလောကမှာ အောင်မြင်ကြောကြားသူမို့ဖိတ်ရတဲ့သူများပါ යි နမေကြီးအမှုပညာရှင်တွေကလည်းသူတို့ပွဲကိုတက်ဖို့အဆင်သင့်ဖြစ်နေကြတာပါဒါအပြင်ပြီးခဲ့တဲ့ရက်မှာလိုက်ဖိတ်တဲ့အမှုပညာရှင်တွေစီးရင်တဲ့မှာနမေကြီးတွေတင်မဟုတ်ပေဇက်ပိုဇက်ရံတွေကိုပါဖိတ်လာခဲ့တာဖြစ်ပါ යි ဇင်မျိုးမျိုးမျိုးခိုင်တို့လိုဇက်ပိုဇက်ရံတွေကိုပါစုပြည်သင်ကဖိတ်စာကိုအိမ်ရောက်ဖို့ကလိုက်ဖိတ်နေရလို့သိရပါ යි မင်းသမီးတယောက်ကအခုလိုဇက်ပိုဇက်ရံကိုပါမခွဲခြားပဲဖိတ်ပေးလို့သူတို့ကလည်းပျော်ရွှင်နေရပါ ဒါအပြင်မင်္ဂလာပွဲဖိတ်စာကိုအိမ်တိုင်းရာရောက်ဖို့ကတလေးတစားနဲ့ပို့ပြီးရကြောင်းလည်းချီးကျူးနေကြတာပါတခြားဇပုတ်ဇယံတွေကိုလည်းဖိတ်ထားသေးရလို့သိရပါတယ်အရင်ကလေးကစူပြည့်တစင်းနဲ့ဟဲရီယန်တို့ကဖွဲခြားဆက်ဆံတာမျိုးမရှိပါဘူးအလွာတိုင်းကိုဒန်းတူဆက်ဆံပေးရမျိုးဖြစ်ပါတယ်ဒါပေမဲ့တခြားအမှုပညာရှင်တွေဆိုရင်တော့ခွဲခြားဆက်ဆံတာမျိုးတော့ရှိပါသေးတယ်။တချို့ဆိုရင်ထိတ်တဲမင်းသမီးဖြစ်တာမို့သူရဲ့မိန်းမပွဲကိုယင်းဒီရဲ့နာမည်ကြီးအမှုပညာရှင်တွေကတက်ရောက်ခိုင်းတာတော့ရှိပါသေးတယ်။ ဇပိုဇက်ရံကိုမဖိတ်တဲ့အပြင်ထိတ်တန့်အစင်မရှိတဲ့အမှုပညာရှင်တွေဆိုရင်တော့ပွဲကိုမဖိတ်ကြတာမျိုးတွေရှိပါသေး။ဒါပေမဲ့ဟင်းဝင်ရံရဲ့စူပြစ်တစဉ်တို့ကတော့သူတို့ရဲ့ပွဲလေးကိုလူတိုင်းကိုမျက်များတက်တာဖိတ်ပြီးနေရပါ။ဒါအပြင်ရှူတင်ပါဆိုလဲစူပြစ်တစဉ်ကဆဆာနာနာနေတက်တာမို့လူတိုင်းနဲ့ကိုခင်နေရပါ။သူတို့ရောက်ရဲ့မိင်္ဂလာပွဲလေးကိုလာကျင်သူတွေကလည်းများနေရပါ။အခမ်းအနားဆုံးဖြန့်လဲဟင်းဝင်ရံတို့ဖတ်ခင်ဘက်ကတိချာကိုစီစဉ်ထားတာပါ။ ဟဲရီယန်တို့မိသားစုဘက်ကတီချာလုပ်ပေးရမို့စူပြည့်တစဉ်ကမျက်နာတစ်ချက်တောင်မငယ်ရပါဘူးစူလျာရစ်ပတ်မင်္ဂလာပွဲနဲ့ညစာစားပွဲမှာလည်းအထူးအစီအစဉ်တွေနဲ့ကျင်းပသွားမှာပါမင်္ဂလာပွဲတွေကခန်းနာအောင်ကျင်းပနေရတာမို့စူပြည့်တစဉ်ကညစိုးအိတ်မပြောင်းအောင်အထိစိုးရိမ်ကြတာလည်းရှိပါသေးတယ်မင်္ဂလာပွဲအထာမမြောက်မှာကိုသူ့အနေနဲ့စိုးရိမ်နေရတာပါဒီလိုစနစ်တကျနဲ့လုံနေရတဲ့စိုးပြေတဲ့စင်ကြောင့်လေဟင်းဝင်ရဲ့ဖခင်ကသဘောကျနေရတာဖြစ်ပါ යි ။ ဟဲရီယန်စီကိုအပိုင်ပေးလိုက်ရတော့မိစူပြည့်သစင်အပေါ်တချို့ကလည်းနှမျောနေကြရတာပါဒါပေမဲ့စူပြည့်သစင်ရဲ့မိဘတွေကတော့စူပြည့်သစင်ရဲ့ရွေးချယ်မှုကမှန်ကန်တယ်လို့နှမျောတာမျိုးမရှိကြပါဘူးဇပ်ပိုဇက်ရံတွေအပေါ်မှာခွဲခြားမှုမရှိရင်စူပြည့်သစင်အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်